ဘရူနိုဖာနန်ဒက်စ်ကနီးပြအမ်မိုရီရဲ့တစားကန်လူသားတူမိုင်တဲ့လက်ရှိပုံစံတိုင်းဆက်ပြီးတော့သွားမယ်ဆိုရင်လာမယ့်ရာသီမှာဘရူနိုဖာနန်ဒက်စ်တယောက်မိုင်ကနေထွက်ခွာသွားပွဲရှိပါတယ်။ဘာသာလဲဆိုရင်အားလုံးရဲ့လက်ညှိုးတွေအောက်မှာသူကြေကြာနေနိုင်မှာမဟုတ်တဲ့အတွက်ကြောင့်ပါပဲ။ထိုးလိုက်တဲ့လက်ညှိုးတိုင်းကဘရူနိုဟာမိုင်ရဲ့သေးမဲ့ပြဿနာရှိနေသူတယောက်လို့ဘာစဘာမှလုံးပြနိုင်ခြင်းမရှိတော့တဲ့လူတယောက်လိုမျိုးအရာအားလုံးဟာသူကောင်းပုံမှန်ကြီးပဲရောက်ရှိနေခဲ့တာကိုမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ပြီးခင်ကဘရူနိုတယောက်ရေးပါတဲ့ပန်နတီကိုလွဲချော်သွားတဲ့အခါမှာသူကအားလုံးရဲ့ဗီလိန်တယောက်ဖြစ်သွားခဲ့ရပါတယ်။ ရေးပါတဲ့ပန်ဒီလွဲချောင်မှုကဘလူးနိုရဲ့အပြစ်တစ်ခုဆိုတာမှန်ပေမဲ့သူပခုံးမှာရှိနေတဲ့ဖီအားတွေကဘလောက်တောင်မှများလိုက်မလဲဆိုတာအိန်တော်ဦးစီးပီတာဆိုတိုင်းသိပါလိမ့်မယ်မိသားစုအတွက်စားဝတ်နေအတွက်ကလေးကြောင်းစိတ်မိမအသုံးစိတ်အဖေနဲ့မိအတွက်အစားရှိတဲ့ခွဲတန်းစိတ်ပြမှုနဲ့အတူအိန်တော်ဦးစီးတောက်ပခုံးမှာမမြင်ရတဲ့တောင်ဝင်တွေကရှိနေကြတာလည်းဖြစ်ပါလိမ့်ဘီရိုဖာနန်ဒက်စ်ကလည်းမိုင်အသင်းအတွက်တော့အိန်တော်ဦးစီးကောင်းတောက်လို့ဆိုရမှာပါသူပခုံးပေါ်မှာမိုင်အသင်းရဲ့နိုင်ပွဲတွေအသင်းကောင်းဆောင်တောက်ရဲ့တောင်ဝင်တွေပရိသတ်ရဲ့ဝေဖန်မှုအစားရှိတဲ့ဖီအားတွေရှိနေကြတာဖြစ်ပြီး အဲ့ຢာတွေကိုကြော်လာဖို့အတွက်ဘရူနိုဖာနန်ဒက်စ်ဟာဗကုံးပေါ်ထန်းတင်ထားသလိုဖြစ်နေပါတယ်။ပေါ်ရီသားကွင်းနဲ့ဇာမားမိုင်းသိမ်းပေါ်ဘလောက်ချစ်တယ်ဆိုအားလုံးနဲ့မြင်တွေ့ထားကြကြဖြစ်မှာဖြစ်ပြီးအသင်းထဲရှိနေတဲ့တဝူရီသောဇာမားကိုပြောပါဆိုရင်ဘရူနိုဖာနန်ဒက်စ်တယောက်တည်းကိုပဲလက်ညှိုးထိုးပြမှာဖြစ်ပါတယ်။လက်ရှိမိုင်းသိမ်းမကနီးပြားအစအသင်းကနေထုတ်ပယ်စာကောင်းနေခဲ့ပြီးတော့စင်ဖမ်းမယ်ကြားဖမ်းမယ်နဲ့မူလာကဲလာလုံးနေကြတာလွဲရင်ရီယယ်မိုရီယာမိုင်းသိမ်းကဘာမှလုပ်ပြနိုင်ခြင်းမရှိသေးတဲ့နီးပြားတယောက်လည်းဖြစ်ပါတယ်။တန်နဲ့အစင်မပြေလို့သူ့ကိုခေါ်ခန်းလိုက်ကမှတန်ရဲ့ဒလန်လားဆိုပြီးတော့မေးရတော့အောင် အမေရမန်ယူသင်းတော်ဘာဆိုဘာမှလုံးပြနိုင်ခြင်းမရှိတော့မြေတွေထားပါရီတကယ်တမ်းပြောရင်ဘရူနိုဖာနန်ဒက်စာရူဘင်အမိုရင်ရဲ့တစားကန်လူသားတယောက်လိုဖြစ်နေခဲ့တာပါဘလို့မျိုးလဲဆိုရင်အမိုရင်သူ့ရဲ့ကစားကွက်ဖြစ်တဲ့3-2-1ကစားကွက်ကိုလည်းအသုံးပြုခြင်းတို့ဘရူနိုဖာနန်ဒက်စ်ကလည်းအသင်းအတွက်အရေးပါတဲ့သူတယောက်ဖြစ်နေခဲ့တဲ့ခါမှာတော့ပိုရိုဂီသားကိုသူစားနေကြနေရမို့တဲ့ကွင်းလိုင်းဘက်မှာထဲသွင်းအသုံးပြုနေခဲ့တာကိုမြင်တွေ့ခဲ့တာပါဖြစ်နိုင်အာမန်နဲ့အမ်ပမိုတို့တယောက်ထဲအသုံးပြုတာကောင်းတယ်လို့ပြောမှာဖြစ်ပြီးကွင်းလိုင်းမှာမိုင်နူးနဲ့ကက်စပန်ရိုးကိုတွဲပြီးတော့အသုံးပြုကြည့်တည်တယ်လို့ထင်ပါတယ် ်ပြီးခဲ့တဲ့ပွဲစဉ်ကိုကြည့်လိုက်မယ်ဆိုရင်ကွေးလယ်မှာဘရူနိုနဲ့ဥကာဒေဆိုကတဲ့ကမန်ယူရှုံးတော့မယ်ဆိုပြီးကြိုသိနေခဲ့သလိုဖြစ်နေတာပါဘန်တော်လဲဆိုရင်ဘရူနိုလည်းကွေးလယ်နေရာမှာဘလို့မှအဆင်မပြေနိုင်တဲ့ကစားမဖြစ်သလိုဥကာဒေကလည်းဒုံးစားတိုင်း၃ပွဲကန်လို့မှတပွဲလောက်တောင်ခြေသိမ်းမမှန်တဲ့ကစားမမျိုးဖြစ်နေတဲ့အတွက်ဟန်ဒါဆန်ဒမ်စကတ်တို့လိုကစားမတွေရှိနေတဲ့ဘရန်ဖွဲ့ကွေးလယ်ဘလို့မှရှင်နိုင်မှာမဟုတ်ဘူးဆိုတာတွက်ချက်မိခဲ့တဲ့အတွက်ကြောင့်ပါဘရူနိုတိုက်စစ်လိုက်ပါကစားတဲ့နေရာဒီမှာသွင်းကိုးတွေကိုဖန်တီးမှုတွေနဲ့တူခြေစွမ်းပြနိုင်မယ်ကွင်းလယ်နေရာမှာတူကိုယ်တိုင်ရုံးကန်နေရတဲ့ပြင်အသင်းတို့လည်းဘာမှစွမ်းဆောင်ပေးနိုင်နေမှရှိတယ်လို့မြင်တွေ့နေရတာပါ ပီဂရညာဘရူနိုဖာနန်ဒက်စာပန်နတီဝင်အောင်မကန်နိုင်ခဲ့တာကိုမြင်တွေ့ခဲ့ရပြီးတော့ဒါဟာဒီယာတီတွင်ဘရူနိုရဲ့ဒုတိယမြောက်ပန်နတီလွဲချော်မှုလည်းဖြစ်ပါတယ်ဘရူနိုဒီယာတီမှာမိုင်ုံသိမ်းရခဲ့တဲ့ပန်နတီ၃ချိန်နဲ့တစ်ချိန်ကသာဝင်အောင်ကန်သွင်းနိုင်ခဲ့ပြီးနှစ်ချိန်တိတိကိုလွဲချော်ထားခဲ့သူပါအလိုမင်းဖီအားတွေများလာကပေါ်ရီသားကြီးကိုပန်နတီခွေးတွေလွဲချော်နေစေခဲ့တဲ့အဓိကအကြောင်းရင်းဆိုရင်လည်းမှားမယ်မထင်ပါဘူးအခုဆိုဘရူနိုမိုင်မှာစတင်ပွဲထွက်ခဲ့တဲ့အချိန်ကနေစရင်ပရီးမီးယားလိမှာပန်နတီအများဆုံးလွဲချော်တဲ့ကစားသမားဖြစ်တဲ့မှတ်တမ်းဝင်ခဲ့ပါပြီသူဟာဆုစပေါင်းပန်နတီ29ချိန်မှာ6ချိန်ကြီးလွဲချော်ထားရလည်းဖြစ်ပါတယ် ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့တော့ပါပဲခင်ဗျာနောက်ဗီဒီယိုမှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီကြဖို့လည်းဖိတ်ခေါ်ပါစေကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့တော့တောင်းဆိုပါရစေခင်ဗျာစုံလိကြည့်ပေးအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်